ကျွန်တော်ကျွန်တော်တို့2000 2008ခုနှစ်တည်းကစပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါ်ရေးမျိုးသားလှုပ်ရှားမှုဆိုတာကျွန်တော်တို့ဥဆောင်ပြီးလုပ်ခဲ့ကြတယ်ကျွန်တော်တို့ပါဝင်မော်ဒီပြမိတ်ပမိုင်းနဲ့ရှိတဲ့ဖွဲ့စည်း7ခုပေါင်းပြီးလုပ်ကြတယ်လုပ်ခဲ့ကြတဲ့အခါမှာအဲ့ဒီအချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေတော့မပေါ်သေးဘူးဖွဲ့စည်းပုံအခြေခံဥပဒေတည်းပေါ်ပေါ်ရေးကိစ္စကိုလှုပ်ရှားတဲ့အခါမှာဖွဲ့စည်းပုံအခြေခံဥပဒေဟိုစန့်ကျင်တဲ့သူတွေကအဲ့ဒီအချိန်ကညာနေတယ် ြောမယ်ဆိုလို့ရှိရင်ဒီမားနိုင်ငံရဲ့အခြေအနေကအပြုတ်နိုင်ငံကြီးနဲ့အဖြတ်နိုင်ငံကြီးမှာအဖြတ်နိုင်ငံကြီးကများနေတာအဲ့တော့အပြုတ်နိုင်ငံကြီးကိုယုံကြည်တဲ့တိုင်းပြည်ရဲ့မျိုးသားကျိုးစီးပွားကိုဥတည်တဲ့နိုင်ငံရေးသမားတွေပေါင်းစည်းမိတဲ့အခါကျတော့ကျွန်တော်တို့ကဒီဖွဲ့စည်းပုံအခြေခံဥပဒေတရားပေါ်ပေါက်ဖို့လိုအပ်တယ်ဆိုတာကိုယုံကြည်ကြတဲ့အတွက်ပြည်သူလူထုကိုလိုက်လံပြီးရှင်းလင်းကြရှင်းတဲ့အခါမှာကျွန်တော်တို့ဗာပြောခဲ့တယ်ဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာလို့ရှိရင်ဗာကြိုးကြီးသူရှိမယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီလွတ်တော်တွေပေါ်ပေါက်လာမယ် အဲ့ဒါဆိုလို့ရှိရင်စစ်အစိုးရအတွင်တရံကနေပြီးတော့အယက်သားအစိုးရအတွင်တရံကိုပထမဆုံးစတင်ပြောင်းလဲလိမ့်မယ်အနှစ်သာရအားဖြင့်ပြောင်းလဲမလာသေးဘူးဆိုရင်တော့အတွင်တရံအားဖြင့်ပြောင်းလဲလာပြီဆိုရင်ပဲပြည်သူတွေရဲ့ဝင်တော့ဝင်ဖို့ဟာအတန်အသင့်ပေါ်ကျော်ပါသွားမယ်ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်တင်နေဆိုပြီးတော့ကျွန်တော်တို့လှုံ့ဆော်ခဲ့လှုံ့ဆော်တဲ့အချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်တယ်နောက်လွတ်တော်တွေပေါ်လာတယ်လွတ်တော်တွေပေါ်လာတဲ့အတွက်လေဒီလွတ်တော်ဟာပထမကြိမ်လွတ်တော် တမနာယူဒိသိန်တို့ဥဆောင်တဲ့ဒီလွတ်တော်နဲ့အစိုးရပေါ်လာတဲ့အခါကျွန်တော်တို့ရည်မှန်းထားတဲ့အသွင်တည်နှံအောင်မဟုတ်ဘူးအနှစ်သာရပါဒီမိုကရေစီဘက်ကိုရောက်ရှိပြီးပြောင်းလဲလာခဲ့တယ်တိုင်းပြည်ရဲ့အနေအထားပြောင်းလဲတော့ပြည်သူလူထုတက်ကျင်တတ်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကနေပြီးတော့မလူလားတဲ့အဖွဲ့အစည်းတွေဟိုလက်ခံလိုက်တဲ့အခါကျတော့ဘာပဲပြောပြောသဘောထားကြီးကြီးနဲ့ဝဲကန်လုပ်တဲ့အခါမှာ မိုက်တရိုက်တွေပါပါလာတဲ့ခါမှာကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကဒီအနှစ်သာရပါပြောင်းလဲလာကြတဲ့အခြေအနေကနေပြီးတော့တိုင်းပြည်ကနောက်ဆုတ်သွားတယ်ဆိုတာကျွန်တော်တို့ကမြင်နေရတယ်အဲ့တော့အဲ့ဒီအခြေအနေမျိုးမဖြစ်ရသေးအောင်အခုပေါ်ပေါက်လာမယ်လာတော့မယ်ကြွေးကောက်ပွဲရပေါ်ပေါက်လာမယ်တွတ်တော်အသီးသီးမှာဒီလိုပဲအမိုက်တရိုက်တွေမပါကင်းစင်ပြီးတော့နောက်ကျောင်းပြန်မလှဲ့မယ်အနေထားမျိုးရောက်အောင်တွတ်တော်ကိုယ်တည်းဒီဘက်ကနေပြီးတော့ဘယ်လိုစူးစမ်းတင်လဲအဲ့ဒါကိုအန်တီနေနဲ့ ဟုတ်ကိုပြောမှာဆွေးနွေးပြီပါအဲ့ဒါဆိုလို့ရှိရင်သူကသူကကိုတို့ကိုတို့ရပြီးခဲ့တဲ့လွတ်တော်မှာအာလွတ်တော်ဥက္ကဋ္ဌကြီးလောက်တာလဲဥက္ကဋ္ဌမြင့်နော်ဥက္ကဋ္ဌမြင့်အများအားဖြင့်ပြောတော့ဝင်းစာဆိုတဲ့အဲဆက်လုံးကိုသူအများအားပြောတယ်ဘာလို့လဲចောင်းချလုံးမဲ့လူကကျောင်းဆရာလုတ်တင်လုတ်ထိုက်တဲ့အရှင်ချင်းရှိရမယ်။ဆရာအောင်လုတ်မဲ့လူကဆရာအောင်လုတ်တင်လုတ်ထိုက်တဲ့အရှင်ချင်းရှိရမယ်။ဟာလွတ်တော်ကိုယ်စားလှယ်လုတ်မဲ့လူကလွတ်တော်ကိုယ်စားလှယ်လုတ်တင်လုတ်ထိုက်တဲ့အရှင်ချင်းရှိရမယ်။လွတ်တော်အမတ်တွေ ီကနေနားလို့ပြန်သွားလို့ရှိရင်ကိုယ့်အိမ်မှာထိုင်နေပါနဲ့ပြည်သူလူလူကြတဲ့ကိုစင်းပါစင်းပြီးတော့ပြည်သူလူလူရဲ့ဘဝပြည်သူလူလူရဲ့အတန်ပြည်သူလူလူရဲ့ပဂရီအခြေအနေကိုသိအောင်လေ့လာပါပြီးလို့ပြန်လာရင်ပြည်သူလူလူတွေအတွက်ဖြည့်ဆည်းပေးနိုင်မယ်မေခွန်းတို့မဟုတ်အစုံပါလာပါသေးလို့အဲ့လိုပြောတယ်အဲ့တော့လွတ်တော်ကိုယ်စားလက်တယောက်လုံးတယ်ဆိုတာကဝင်ကြီးတစ်ပါးလို့မဟုတ်ဘူးသူကဘာလို့ဆိုတော့ပြည်သူရဲ့ယင်တဲ့ပြည်သူရဲ့ဘဝပြည်သူရဲ့အခြေအနေပဂရီအကုန်သိပြီးတော့ဘလို့ပြောလို့ရှိရင်တော့သူကဗေမဇိုတရားလဲရှိမှနော် လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့ကဥပဒေလူမန္တိုင်းလို့ဆိုတဲ့အထွတ်အကြောင်းမလို့သူကဥပဒေကိုပပနနကျွမ်းကျင်ရတယ်အဲနားလည်ရတယ်။နောက်ကိုကဥပဒေနဲ့ရှင်ပြီးတော့မှဘယ်ဥပဒေပုံမှန်အရာဘာကိုဘယ်လိုဆိုပြီးတော့ပြောရမယ်။ဥပဒေဖြတ်တယ်ဆိုလို့ရှင်လဲ reason ရှိရတယ်။အအကြောင်းအချက်ခိုင်းရတယ်။ဥပဒေပြုတ်တယ်ဆိုလို့ရှင်လဲအစ်စ်ပြတ်ထားမယ်ဆိုရင်လဲအကြောင်းအချက်အခိုင်းလို့ပြောထားတယ်။အဲ့တော့လွတ်တော်ကိုယ်စားလှယ်တယောက်လုံးမဲ့ အဲလွတ်တော်ကိုယ်စားလှယ်လောင်းနေပေါ့နော်သူကနှလုံးရင်လည်းပြည့်စုံစင်းတယ်လေအဲဘာကောင်းလဲဆိုတော့အုံနောက်နဲ့လည်းစဉ်းစားတတ်တယ်နှလုံးသားနဲ့လည်းခံစားတတ်တယ်နော်အုံနောက်နဲ့နှလုံးသားတွဲပြီးတော့လောက်ရမှာနောက်တစ်ခုကအထွေထွေဘဟုတုဒ္ဒနော်အထွေထွေဘဟုတုဒ္ဒလည်းဥပမာကဘာအရေးအခင်မြမအရေးအခင်သူကသိရမယ်အဲနောက်နောက်တစ်ခါကျတော့ဘာလဲဆိုတော့တိရုံနဲ့မရဘူးပျော်ရဲရမယ်ဆူရဲရမယ်နောက်ပြီးတော့ကိုးကားရဲရမယ် ကို့မှာဝမ်းစာအကိတ်အကုန်အပြည့်အစုံလက်နဲ့အပြည့်အစုံပေါ့နော်အဲ့လိုအဲလွှတ်တော်ကိုယ်စားလက်တယောက်ကနောက်တစ်ခုကဘာလဲဆိုတော့အဓိကအရေးကြီးတာကအရင်ချင်းနဲ့မှာနိုင်ငံတော်နဲ့နိုင်ငံသားအပေါ်တည်ဆောက်ရှိရမယ်နော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေစာတိုက်နိုင်ရမယ်သူကစီကောင်းဟူသည်လူကြီးတံဖို့လို့ပြောတာဖြစ်တဲ့အတွက်လွှတ်တော်ထဲကိုရောက်လာရင်လွတ်တော်အတွက်ပြတ်ထန်းထားတဲ့လွတ်တော်ကိုယ်စားလှယ်တွေအတွက်ပြတ်ထန်းတဲ့စီမင်းစည်းကမ်းကိုလိုက်နာရမယ်ပြီးခဲ့တဲ့ကိုတို့ အာလွတ်တော်တခုမှဒါကတော့မပြောသေးဘူးဆိုပေမဲ့ပြောလိုက်ဦးမယ်ဘာလို့လဲဆိုတော့လွတ်တော်ကအမျိုးသမီးလွတ်တော်ကိုယ်စားလှယ်လေးပေါ်ကချုပ်မှလို့ပြောတယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လေးခေါင်းပေါင်းခေါင်းပေါင်းနဲ့တက်ဖို့မြစ်တာရက်ခံပန်ကြားလောက်ဆိုပြီးအရင်ကအဲ့အဲ့ဒီဟာတော့ကပေါ်ဝါမချုပ်နဲ့နော်ရေမုန်းကြီးလက်ရှိမဟုတ်တဲ့ဟာလေးပါခဲ့ဘူးတယ်နော်အဲ့ကြတော့လွတ်တော်ကိုယ်စားလှယ်တယောက်ဒီနာဂန္ဓမယ်ယူကျိုးတတ်မယ်နောက်တစ်ခါကျတော့ဥဆောင်နိုင်ရမယ်ဘာလို့လဲဆိုတော့ကိုယ်တယောက်ကပြောတယ် အမျိုးသမီးကအမျိုးသမီး NGO အဖွဲ့မှာတဲ့ဟိုဥက္ကဋ္ဌလုပ်ခဲ့တော့သူကဘာပြောလဲဆိုတော့ဘာတဲ့ကျမကျမတို့ကနိုင်ငံရေးလုပ်တယ်ဆိုတာအမျိုးသမီးအတွက်မဟုတ်ဘူးလို့ဟိုဟာတို့တရားတို့ကျမကတယောက်တယောက်ပြောတဲ့နာမည်သိတယ်ဒါပေမဲ့မပြောတော့ဘူးကျမတို့ကလည်းဘယ်တော့မှတပည့်မလုပ်ဘူးလို့ခေါင်းဆောင်မဲ့လုပ်ဘူးလားဆိုတော့တပည့်တော်ပြောလိုက်တယ်အဲ့ကြတဲ့ခါကျတော့ ဘယ်တော့မှတပည့်မလုပ်ဘူးခေါင်းဆောင်ကြီးပဲလုပ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကခေါင်းဆောင်ခေါင်းမဖြစ်ဘူးတော့ဘာလို့လဲဆိုတော့နောက်လိုက်ကြောင်ဖြစ်မှခေါင်းဆောင်ခေါင်းလုပ်နိုင်တယ်ကိုကနာဂန္ဓမရိုးချိုးဓမတင်ယူဓမတင်စီဓမအဲ့ဒီဟာကိုပြန်ပြီးလုပ်နိုင်မှတော့ခေါင်းဆောင်ခေါင်းဖြစ်တာလေအဲ့ကြတော့လွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ဖို့ဆိုတာအင်မတန်ကိုသူကစိတ်ပိုင်းဆိုင်ရနော်စိတ်ပိုင်းဆိုင်ရ အာအင်မတန်အရေးကြီးတယ်ကာအထူးသဖြင့်တော့ကာညာနာစာရိတ္တသူများတဲ့ outstanding ဖြစ်နေရင်အဲလိုတော့ကိုယ်စံတဲ့တရားအကောင်းဆုံးပဲလို့ပြောချက်